အလုံးပဲမင်္ဂလာပါဒီပြလေးမှာကျွန်တော် sharing လုပ်ပေးချင်တာကတော့ Facebook အသုံးပြုသူတိုင်းလုံးဝသိထားတဲ့အချက်ကလေး၄၅၆ချက်လောက်ကို sharing လုပ်ပေးချင်တယ်ကျွန်တော်တို့ကိုယ့်ရဲ့ Facebook မှာပေါ့နော်ဒါကျွန်တော်တို့အခုလိုမျိုးအမြဲမြန်ဆန်းဆန်းမရှိဘူးပေါ့နော်အရင်ကတော့တော့သုံးပြရတာအမြဲမြန်ဆန်းဆန်းရှိတယ်ပေါ့နော်အခုနောက်ပိုင်းသုံးရတာအဆင်မပြေဘူး Facebook ကပေါ်ဆွဲအောက်ဆွဲတော့လဲနေတာတို့ live မကောင်းသလိုဖြစ်နေတာလို့ပေါ့နော်ဒါမျိုးတွေကိုဘယ်လိုမျိုးအဲတန့်ရှင်းလို့ရမလဲပေါ့နော်အဒီနီလန်းလေးနဲ့တချို့မိတ်ဆွေတွေကြတော့လည်း အကိုတင်လိုက်တဲ့ Facebook မှာဓာတ်ပုံတွေစာတွေပေါ့နော်ကိုတင်လိုက်တဲ့ဗီဒီယိုဓာတ်ပုံတွေကတော့ရှင်းရှင်းပဲ quality ကောင်းကောင်းပဲတင်လိုက်တာပဲဒါပေမဲ့လည်းမို့ရောက်ဝိုင်းအပုံတွေကဝါနေတာလို့ဗီဒီယိုရောက်ဝါနေတာလို့မရှင်းတာလို့ဖြစ်နေတာလို့ပေါ့နော်အထာမျိုးတွေကဘယ်နေရာမှာ setting ချိန်ရမလဲပေါ့နော်အဲတချို့မိတ်ဆွေတွေကြာအခုလိုမျိုးပေါ့နော်ဒါကျွန်တော်တို့ Facebook အသုံးပြုနေနေပေါ့နော်အဲတချို့ဆိုရင်အတန်ကျဲကြီးတယ်ပေါ့နော်ဗီဒီယိုက auto play အဲဒီလိုမျိုးတွေပေါ့နော်အဲကျွန်တော်ပြပြန်ဒီလိုမျိုးပေါ့နော်အဲ auto ထားထားပွင့်နေတယ်ပေါ့နော်အဲဒါကိုဘယ်လိုမျိုးပိတ်မလဲပေါ့ ်တကယ်တမ်းကတော့ဒီလိုမျိုး auto ပွင့်နေတယ်ဆိုတာတော့မကောင်းပါဘူးတခါတခါလေးလေပေါ့နော်ကျွန်တော်တို့က Facebook ကိုအပေါ်ဆွဲအောက်ဆွဲဆွဲနေပေါ့နော်အဲမကောင်းတဲ့အတန်ကြီးတွေနဲ့ထထအော်နေတာရှိရပေါ့နော်ဒါမျိုးကတော့မကောင်းပါဘူးကိုကြည့်ချင်ပါပဲအဲကိုရဲ့ဗီဒီယိုပေါ့နော်ဒါကျွန်တော်တို့အဲပိတ်အလုံးပဲလို့ပါကျွန်တော်ဒီနေ့ပြန်လဲ share လုပ်ပေးချင်တဲ့အကြောင်းရင်းဒါလက်ရှိကိုတော့တူ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 အော်နေတာပေါ့နော်အဲဒါကိုမဖွင့်မဲနဲ့ဗီဒီယိုကဒီလိုမျိုးထအော်တယ်အဲဒါကိုကျွန်တော်တို့ကဒီလိုမျိုးပေါ့နော်ကိုပိတ်ပြီးတော့ကိုကြိုက်မှပဲဖွင့်မဲ့တဘောမျိုးပေါ့နော် โอเคဒီနီလန်းလေးနဲ့ပေါ့နော်အတားအသင်းလုပ်တဲ့ကြီးလို့ရမယ်ဒီထားတဲ့အကြောင်းအရာလေးတွေပေါ့နော်အလေး၅၆ချက်လောက်ကိုကျွန်တော်ဒီဗီဒီယိုလေးမှာ sharing လုပ်ပေးချင်ပါတယ်โอเคဒီလိုမျိုးလုပ်လို့ဆိုရင်တော့ကိုယ့်ရဲ့ Facebook account ထဲကိုဝင်အကိုယ့်ရဲ့ Facebook account ထဲကိုရောက်လာပြီဆိုရင်ဒီမှာ profile လေးနဲ့နေရာရှိတယ်အဲ့ဒီနေရာကိုတစ်ချက်နှိပ်โอเคပြီးတော့ရင် setting နေရာလေးကိုတစ်ချက်နှိပ်โอเคဒီနေရာရောက်လာပြီဆိုရင်ဒါကျွန်တော်အရင်ဥဆုံးပေါ့เนาะဒါ Facebook ကိုတန့်ရှင်းလုပ်တဲ့နီလန်လေးကိုတစ်ချက်ပြမယ်ဒါအစင်ကြီးစီကျွန်တော်တွားမယ်ပေါ့เนาะ setting ပိုင်းနဲ့ကနေပြီးတော့ โอเคဒါဆိုရင်အရင်ဦးဆုံးဒီစီမုံးရဲ့အကောက်စင်တာဆိုတဲ့နေရာလေးကိုတစ်ချက်နှိပ်လိုက်မယ်။โอเคနှိပ်လိုက်ပြီးတော့ကျွန်တော်ရဲ့မြေကဒီတိုင်းလေးနည်းနည်းဆွတ်တင်လိုက်အဲဒီမှာဘောနော်ကျွန်တော်တို့ရဲ့ permission နဲ့ကိုတော့မယ် your information permission ဘောနော်အဒီနေ့ကျွန်တော်များထောက်ထားတဲ့အဲနေရာလေးကိုတစ်ချက်နှိပ်လိုက်မယ်။โอเคဒါဆိုရင်ဒီလိုမျိုးလေးပေါ်လာမယ်ဒါဆိုရင်ကျွန်တော်တို့ဒီမှာဗောနော်ဒီနေရာလေးကအရင်ဆုံးတန့်ရှင်းဝင်လုပ်လိုက်မယ်အဲကျွန်တော်များပြတဲ့အဲနေရာလေးကိုတစ်ချက်နှိပ်မယ်โอเคဒီလိုမျိုးလေးပေါ်လာမယ် အပေါ်လာမဆိုရင်ဒါကတော့ကျွန်တော်မှာကတော့ Instagram လည်းရှိတယ် Facebook လည်းရှိတဲ့အတွက်ဒီလိုမျိုးလာပြတာပေါ့နော်အမေရှိမှာကတော့ Instagram ရှိဆိုတော့အောက်ကလာပြချင်မှပြမယ်ပေါ့နော်โอเคဒါကပြဿနာမရှိဘူးအဲဒီလိုမျိုးလေးပေါ်လာတယ်ပေါ်လာဆိုရင်အောက်မှာပေါ့နော်ဒါခီးရအော်နေတယ်မယ်ဒီမှာအပြာချောင်းလေးနော်အောက်ကအပြာချောင်းလေးတစ်ချက်နှိမ့်အနှိမ့်လိုက်ရင်ဒီတိုင်းပေါ်လာမယ်ဒါဆိုရင်ကျွန်တော်ရဲ့မိတ်ဆွေကဒီနေရာမှာနားလေသဘောပေါက်အောင်ကျွန်တော်စင်ကြီးတွေပြပေးမယ်နော်အဲဒီတိုင်းလေးပြပါလိုက်ဆိုရင်ကျွန်တော်ဒီမှာ all time ဆိုတာလေးရှိတယ်ဒီအောက်လေးကိုတစ်ချက်ပြောင်းပေးလိုက်ပေါ့နော် โอเคပြောင်းပြီးသွားပြီဆိုရင်ဒီအောက်ကအပြာလေးပဲပေါ့နော်အပြာလေး clear လုပ်လိုက်မယ်အဲခဏလေးဆောက်လိုက်โอเคဒါဆိုရင်သူကတစ်ချက်ပြောက်သွားပြီအဲဒါကတော့မိတ်ဆွေကအမြဲတမ်းဒီလိုမျိုးလာဝင်ဝင်လုံးနေနေတော့ပြဿနာမရှိဘူးပေါ့နော်အဲကျွန်တော်တို့ကကျွန်တော်တို့ရဲ့ Facebook ကိုအမြဲတမ်းတန့်ရှင်း auto လုပ်ထားခြင်းနဲ့ပြဒီလိုမျိုးခဏခဏဝင်မလုပ်ချင်ဘူးအတခါတည်းအပီ auto လုပ်လို့မရဘူးလားဆိုတော့ရတယ်ကျွန်တော် auto လုပ်လို့ရတဲ့နေတိုင်းလေးပြပြမယ်မိတ်ဆွေကဒီနေရာကိုလာပြီးတော့ခဏခဏတန့်ရှင်းလာလုပ်ဆက်မလုပ်ဘူးပေါ့နော်တခါတည်း auto လုပ်ထားခဲ့လို့ရတယ် โอเคออโต้လုပ်ဖို့ဆိုရင်ဒီမှာကျွန်တော်တို့ဒီကျွန်တော်မျှထောက်တဲ့အကြောင်းလေးကိုတစ်ချက်နှိပ်လိုက်โอเคနေလိုက်ရင်သူကဒီလိုမျိုးလေးလာပြတယ်အဲဒါဆိုရင်ကျွန်တော်ရဲ့မိတ်ဆွေကရွေးချယ်လိုက်အဲကိုယ့်ရဲ့ Facebook အကောင့်ကိုအမြဲတမ်းออโต้တန့်ရှင်းလုပ်ချင်တာက3ရက်လားအခွင့်2ရက်လား14ရက်30လားဗောဒါမိတ်ဆွေကြိုက်လို့ရွေးချယ်လိုက်အဲကျွန်တော်ကတော့3ရက်လောက်တစ်ခါတန့်ရှင်းလုပ်တာပဲကျွန်တော်ကြိုက်တယ်ဒါကျွန်တော်ကြိုက်နော်ကျွန်တော်ရဲ့မိတ်ဆွေကအဆင်ပြေလို့လို့အဲဒါဆိုရင်ကျွန်တော်3ရက်ကိုနှိပ်လိုက်မယ်အဲ3လေးကိုနှိပ်လိုက်တာနော်အဲနှိပ်လိုက်ရင်ဒီတိုင်းလေးပေါ်လာရင်ဒီမှာ confirm ဆိုတာလေးချက်နှိပ်လိုက် ်အဲခဏစာဒါဆိုရင်ဒီမှာဒီလိုမျိုးစာလေးလည်းပေါ်သွားပြီဒါဆိုရင်ဒီမှာသုံးမှဒီလိုမျိုးအမှန်ချစ်ကြသွားပြီနော်โอเคဒီသုံးမှအမှန်ချစ်ထားခဲ့လိုက်မယ်ဆိုတာ ਨੇ အဲမိတ်ဆွေရဲ့ Facebook ကောက်ကမိတ်ဆွေရေးရှာခဲ့တဲ့နာမည်တွေတရားရုံးကိုလူချင်းတို့ကိုယ်ကရှက်ပေါက်မှလိုက်ရေးရှာတဲ့နာမည်တွေကအဲဒီနေရာမှာသုံးရက်ပြည်တာ ਨੇ လုံးဝအော်တိုဒါသူတန့်ရှင်းရေးလုပ်ပေးလိုက်မယ်ပေါ့နော်โอเคဘယ်လိုမျိုးနေရာမှာလဲဆိုတာကိုကျွန်တော်ထင်တာမိတာဖြစ်အောင်ပြန်ပြပေးမယ်ဒါဆိုရင် Facebook ရဲ့အဲကျွန်တော်တို့ဒီအဝိုင်းလေးမှာပေါ့နော်ကျွန်တော်တို့ရေးရှာတဲ့နာမည်တွေကြည့်လိုက် အဲဒီလိုမျိုးတွေပေါ့နော်အဒါတွေကိုကျွန်တော်တန့်ရှင်းလုတ်ဆရာမလိုပဲနဲ့အဲဒါသူ့ဘန်သူအော်တိုလုတ်ပြီးမှာပေါ့နော်အခုကနေစပြီးတော့ပေါ့နော်အဒါသူ့ဘန်သူဒါတုံးရပြည့်တာနဲ့ဒီညကလုံးဝအော်တိုအဒါမျိုးတွေမရှိတော့ဘူးပေါ့နော်လုံးဝပြောင်းသွားလိုက်မယ်โอเคဒီညကဒီလောက်ဆိုရင်ဒါကျွန်တော်ရေးမဆွေးနားလည်သဘောပေါက်မယ်လို့မျိုးတွေနဲ့အခုတော့မပြောင်းသေးဘူးနော်အတုံးရပြည့်ရင်ဒါတွေကမရှိတော့ဘူးလုံးဝ plain ဖြစ်သွားမယ်ပေါ့နော်โอเคဒီညကဒီလောက်ဆိုရင်သဘောပေါက်မယ်လို့မျိုးလင်းနဲ့โอเคဒါဆိုရင်နောက်နောက်တစ်နည်းထပ်ပြပြင်မယ် အဲ Facebook ထဲကိုဝင်မယ်အဲကျွန်တော်တို့အဲ့ဒီနေရာလေးပေါ့နော် profile တစ်ချက်နေမယ်ပြီးသွားရင်အဲ setting ကိုတစ်ချက်နေမယ်ပေါ့နော် okay ဒါဆိုရင်ကျွန်တော်ကဒီနေရာမှာနည်းနည်းလေးဆွဲတင်လိုက်ဆွဲတင်လိုက်ပြီးတော့အဲဒီနေရာမှာအဲကျွန်တော်ရဲ့မိတ်ဆွေတွေကဒီမီဒီယာလေးကိုကျွန်တော်အရင်ပြပေးမယ်အဲဒီမီဒီယာကိုတစ်ချက်နှိပ်လိုက်အဲဗီဒီယိုပလေးနေပုံလေးပေါ့နော် okay ဒါဆိုရင်ကျွန်တော်ရဲ့မိတ်ဆွေကဒီနေရာမှာအဲကျွန်တော်အရှိမပြခဲ့သလိုပေါ့နော်ကျွန်တော်တို့ Facebook ဟိုတွန်းတင်အပေါ်ဆွဲအောက်ဆွဲလုပ်နေတဲ့ဗီဒီယိုရဲ့ auto play နေတဲ့ auto ထပ်ထအော်နေတာကိုကြိုက်တယ်ဆိုရင်တော့ အဲဒီနေရာမှာထားပါတော့။โอเคကျွန်တော်ကမကြိုက်ဘူးပြဆိုရင်တော့အဲဒီနေရာမှာပိတ်လိုက်။အဲဒီအောက်ကြောင်းကိုပြောင်းလိုက်ပြောင်းလိုက်ပါတော့။အဲကျွန်တော်တို့နေပါအော်တိုဗီဒီယိုပြောင်းလိုက်။အဲဒီအောက်ကမျှပြထားတဲ့နေရာလေးကိုတစ်ချက်ပြောင်းလိုက်။โอเคဒီနေရာမှာမထားဘဲနဲ့ဒီနေရာမှာထားလိုက်။အဲ့ဒါဆိုရင်မိတ်ဆွေ Facebook ကိုကြိုက်တဲ့လူမျိုးလူကြတဲ့တဲ့တွန်းတင်မိတ်ဆွေ Facebook ကထားမအောင်ဘူးအတမ်းမထွက်ဘူးအဲမိတ်ဆွေကကိုကြည့်ချင်မှာပဲ left click နဲ့နှိပ်ပြီးတော့ကြည့်ပါတော့โอเคဒီတိုင်းပဲโอเคဒါဆိုရင်ကျွန်တော်ဒီနာ data set ပါကျွန်တော်ချက်ပြပြမယ်ဒီနေရာမှာထားထားတဲ့ပေါ့နော် အဲကျွန်ဒီနေရာမှာထားရရင်တချို့ကြောက်လဲဘက်ထရီကိုချွေတာကျင်တာတို့ data ကိုချွေတာကျင်တာတဲ့အတွက်ဒီနေရာမှာထားတယ်။အဒီနေရာမှာဘက်ထရီလည်းချွေတာလည်း data လည်းချွေသွားတာလည်းဖြစ်တဲ့အတွက်မိတ်ဆွေကြည့်တဲ့ video ကလည်း quality နည်းနေပဲ။အဲ data တော့အစားနေတာပေါ့နော်။ဥပမာတယောက်က video quality 1080နဲ့တင်လိုက်မိတ်ဆွေကြည့်ရရင်240လို့360လို့ပေါ့နော်။အဲ920လို့ဒါမျိုးတွေနဲ့မိတ်ဆွေကကြည့်ရင်ကြည့်နေရမယ်။အဲကိုကြည့်ချင်မှ setting တွေကတော့လက်ချေနေတာဒါကအလုံးရှုပ်တယ်ပေါ့နော်။ဒီတိုင်းကအဆင်မပြေဘူး။ Okay ဒါဆိုရင်ကျွန်တော်ရဲ့မရှိကဒီနေရာမှာ ကျွန်တော်တို့က data ကိုရင်ကုန်မစီကျွန်တော်တို့ wifi တော့နာပြဿနာမရှိဘူး line ကောင်းကောင်းလိုချင်တယ် noti နောက်ကြတာတွေလည်းမလိုချင်ဘူးဆိုရင်တော့အဲကျွန်တော်ဒီနေရာမှာထားရင် noti တွေလည်းနောက်ကြတယ်နော် noti ထားတယ်နောက်မချချင်ဘူးဆိုရင်တော့အဲဒီနေရာမှာအတော့မပြုတ်ပါနဲ့ဒီနေရာမှာတချို့တော်တော်တဘောတရားလွဲနေတယ်ပေါ့နော်အဲကျွန်တော်ကတော့ဒီနေရာမှာမထားသေးချင်ဘူးဒီပေါ်မှာပဲထားသေးချင်တယ်ပေါ့နော် okay ဒီပေါ်မှာထားမှဆိုရင်ဒါ line ကောင်းကောင်းလေးကြည့်ရမယ် quality ကောင်းကောင်းလေးကြည့်ရမယ်ကိုတင်တဲ့ဓာတ်ပုံတွေ video တွေလည်းအဲ့လိုက်မတင်တဲ့ခါကျရင်ရှင်းရှင်းလင်းလင်းလေးဖြစ်သွားတာပေါ့နော်။ Okay ဒီနေရာမှာဒီနဲ့ကြောင်းကသဘောပေါက်ဝင်လို့ပြောလင်းပါတယ်နော်။ โอเคဒါလေးကဒီလောက်ပဲပေါ့နော်โอเคနောက်တစ်ချက်ဒီနေရာမှာပဲပေါ့နော်မီဒီယာထဲမှာပဲဒီမှာ update ဆိုတာရှိတယ်အဲကျွန်တော်တို့ update ဆိုတာလေးရှိတယ်ပေါ့နော်အဲ့ဒီ update တို့ချက်နှိပ်လိုက်အဲကျွန်တော်ကတော့ဒီလိုမျိုးလေးဖွင့်ထားတယ်ပေါ့နော်အဲဒီလိုမျိုးဖွင့်ထားတယ်ဆိုရင်အဲဒါကျွန်တော်တို့ကျွန်တော်တို့ရဲ့ phone က wifi နဲ့ချိတ်ထားတာလို့ဆိုရင်ပေါ့နော် wifi နဲ့ဘာမှမချိတ်ချတာပေါ့နော် wifi နဲ့တွေ့တာနေပေါ့နော်ကျွန်တော်တို့ရဲ့အဲ Facebook က auto update လုပ်သွားတာပေါ့နော်ဒီနေရာလေးမှာပိတ်နေရဆိုဖွင့်ရပေါ့နော်အခု phone wifi ချိတ်ထားတယ်တကယ်လို့အဲ အဲ Facebook က update မရှိဆို update တင်သွားတယ်ပေါ့နော် auto တင်သွားတာပေါ့နော်အဲဒါလေးကလည်းဖွင့်ပေးထားတင်ပါတယ် okay ဒီလောက်ပဲပေါ့နော် media ထဲကတော့ okay ဒါဆိုရင်နောက်ပြန်ဆုံးမယ် okay media ထဲပြီးသွားပြီဆိုတော့ဒီ setting ထဲမှာပဲနော်အဲ media ထဲပြီးသွားပြီဆိုရင်တော့အဲဒီမှာ browser ပေါ့နော် browser ထဲကိုတစ်ချက်နှိပ်တယ်မယ် okay browser ထဲမှာတစ်ချက်နှိပ်မယ်ဒီမှာကဒါခုနကကျွန်တော်လုတ်ထားတာဖြစ်တဲ့အတွက်ပေါ့နော်အဲဒီလိုမျိုးလေးပေါ့ make sure ဒီနေရာမှာနှိပ်လိုက်ရင်ဒီလိုမျိုးလေးခဏလေးဆောက်ရတယ်သူကနည်းနည်းကြာတတ်တယ်အချို့ဖုန်းလေးဆိုရင်တော်တော်ကြာတယ်ပေါ့နော်2မိနစ်လောက်ကြာတချို့ကြာတော့မကြာပါဘူး အဲ့ဒါဖုံးတလုံးနဲ့တလုံးနဲ့မတူဘူးနော်ဘယ်လိုပဲဖြစ်နှိပ်ပြီးတော့စောင့်နေအစောင့်နေဒီလိုမျိုးလေးပေါ်လာဒီမှာ clear ဆိုတာလေးရှိတယ်ပေါ့နော်ဒီဘက်ကကျွန်တော်များပြတဲ့နေရာလေးကိုတစ်ချက်နှိပ်လိုက်အဲနှိပ်လိုက်ရင်ဘတ်ဆိုစာလေးပေါ်လာဒါကတော့ကျွန်တော်မှတော့မပေါ်တော့ဘူးလှုပ်ထတာမကြတဲ့ခုနကခါမှလှုပ်ထတာတွေ့တယ်ပေါ့နော်အဲကျွန်တော်မှဘို့ကျွန်တော်ရဲ့ mission ကအဲ့ဒါလေးကိုနှိပ်ပြလိုက်ဒါလည်း browser ကို data တွေကိုရှင်းလိုက်တာပေါ့နော် okay ဒီနီလန်းလေးကတစ်ချက်ပေါ့နော် okay ဒါဆိုရင်ကျွန်တော်တို့ဒီနေရာတွေမှာပေါ့နော်အဲကျွန်တော်ဒီပို့နေရာလေးကိုတစ်ချက်ရှင်းပြပေးခြင်းတယ်ဒီပို့နေရာလေးပေါ့နော်အဲ့ဒီပို့နေရာလေးကိုတစ်ချက်နှိပ်လိုက် အဲဒါကတော့ကျွန်တော်ကတော့ဒီနေရာလေးမှာအဲတချို့ကျတော့လေအဲဘယ်လိုမျိုးပြောမယ်ဆိုတော့အရေးသွင်းလိုက်တဲ့ဗီဒီယိုတွေဒီလိုမျိုးဗီဒီယိုတွေပေါ့နော်အဲကိုယ့်ရဲ့အကောင့်မှာလာမပြရအောင်ပေါ့နော်ဒါကျွန်တော် limit အနေနဲ့ပိတ်လို့ရတယ်အဲဥပမာမဟုတ်တာတွေဟုတ်တာတွေဟိုနော်ဟို share ဒီ check နာနာအဲဒီလိုမျိုးဗီဒီယိုတွေကိုယ့်ရဲ့အဲဟိုကိုယ့်ရဲ့ Facebook new page ကိုရောက်မလာအောင်ပေါ့နော်အဲကျွန်တော်ရဲ့ message က limit ချလို့ရတယ် okay ဒါဆိုရင်ဒီနေရာကိုနှိပ်လိုက်အဲနှိပ်လိုက်ပြီးဒီမှာ view ဆိုတာလေးရှိတယ်ပေါ့နော်အဲ့ဒီ views နေရာလေးကိုတစ်ချက်နှိပ်လိုက် အနှိမ့်လိုက်ရင်ဒီတိုင်းပေါ်လာမယ်ပေါ်လာမယ်ဆိုရင်ကျွန်တော်ရဲ့မိစ္ဆာကဒီအပြာလေးကိုတစ်ချက်နှိမ့်လိုက်အနှိမ့်ပြီးတော့ဒီလိုမျိုးထပ် ပေါ်လာမယ်ပေါ်လာမယ်ဆိုရင်ဒီအပြာကိုပဲတစ်ချက်ထပ်နှိမ့်โอเคဒါဆိုရင်ခဏဆောက်လိုက်โอเคဒီလိုမျိုးနှိမ့်လိုက်ပျောက်သွားပြီဗောနော်ဒီလိုမျိုးနှိမ့်လို့ပျောက်သွားပြီဆိုရင်ဒါကျွန်တော်ရဲ့မိစ္ဆာရဲ့နယူဖေးကိုဗောနော်ဒါမစစ်မမှန်တဲ့ပို့မျိုးတွေအပြောမဆိုရင်ဟိုရှက်တရှက်ပေါ့နော်ဟာဒီလိုမျိုးပောက်ကြရပို့ရမိတ်ဆွေရဲ့ဖစ်ဆွန်နယူဖေးကိုမရောက်ဘူးဒါ limit နဲ့ကန့်တတ်လိုက်တာပေါ့နော်မိတ်ဆွေစီကိုရောက်မယ် အလုံးဝ Facebook တင်းကပြပေးရတဲ့ original content မျိုးတွေရေးသေးကောင်းတဲ့ content မျိုးတွေပဲဒါမိတ်ဆွေရဲ့ Facebook new page ကိုရောက်လာမယ်ပေါ့နော် okay ဒီချက်လေးကလည်းလောက်ထားသင့်ပါတယ် okay ဒါဆိုရင်ကျွန်တော်ဒီတစ်ခါကနောက်တစ်ချက်ကျွန်တော်ထပ်ပြပေးမယ်အဲဒီနေရာမှာပဲပေါ့နော်အဲတချို့ကြတော့လေဒီနေရာမှာအဲကျွန်တော်တို့ Facebook ကိုပေါ့နော် Facebook ရဲ့ setting ထဲမှာပဲပေါ့နော် okay ဒီနေရာလေးတော့အဲကျွန်တော်မျှပြပေးတဲ့နေရာလေးကိုတစ်ချက်နှိမ့်လိုက်မယ် okay ဒီနေရာကိုကျွန်တော်နှိမ့်လိုက်ပြီဆိုရင်အဲဒီမှာကျွန်တော်တို့ဒီနေရာလေးကိုတစ်ချက်နှိမ့်မယ် အောက်ဆုံးကြောင်းလေးပေါ့နော်အနှိမ့်လိုက်ရင်ဒီလိုမျိုးလေး၃ခုပေါ်လာတယ်အဲဒါဆိုရင်ကျွန်တော်ရဲ့မရှိကလည်းကိုယ့်ရဲ့ Facebook ကောက်ကိုအဲလုံးဝအမှန်ကန်ဗီဒီယိုတွေကြည့်ချင်တဲ့ original ဖန်တီးတဲ့ဗီဒီယိုတွေပဲကြည့်ချင်တယ်ဟို share share ပေါက်ကရဗီဒီယိုလိုမျိုးတွေပေါ့နော်ကိုယ့်ရဲ့ new page ကိုရောက်မလာအောင်ပိတ်ချင်တယ်ဆိုရင်လည်းဒီနေရာမှာချက်ထပ်ပိတ်လို့ရသေးတယ် Okay ဒါဆိုရင်ကျွန်တော်တို့ဒီအပေါ်ပေါ့နော်ဒါကတော့ရှင်းနေတာပဲနော်ကျွန်တော်တို့အရေးသွင်းနေတဲ့ content တွေ water data content တွေပေါ့နော်အဲဒီလိုမျိုးဗီဒီယိုတွေကျွန်တော်ရဲ့ new page ကိုရောက်မလာအောင်ဆိုရင်တော့အဲ့ဒီအပေါ်လေးကိုတစ်ချက်နှိမ့်မယ် ်အနှိပ်ပြီးတော့ဒီလိုလေးပေါ်လာရင်အဲဒီအောက်ချောင်းလေးပေါ့နော်အဲတစ်ချက်နှိပ်လိုက်အနှိပ်ပြီးတော့အဲဒီမှာဆေးကိုတစ်ချက်နှိပ်လိုက်ပေါ့နော်အဲဒါကလည်းလုံးဝလှုပ်ထားတဲ့နေနော်အဲဒါဆိုရင် okay လေးကိုတစ်ချက်နှိပ်လိုက်အဒီလိုမျိုးလေးပြောင်းသွားမယ်ဒီသုံးချောင်းလုံးပြောင်းလိုက်ပေါ့နော်အဲဒုတိယချောင်းလည်းအဲ့လိုလိုပဲနှိပ်မယ်အနှိပ်ပြီးတော့ဒီအောက်ဆုံးလိုပဲပြောင်းမယ်ပြီးရင်ဆေးကိုနှိပ်မယ်ပြီးသွားရင် okay ကိုတစ်ချက်နှိပ်မယ်ပေါ့နော်အဲဒါသုံးချောင်းလုံးကိုလှုပ်ပေးလိုက်ပါဒါဆိုရင်ဒီနေရာလေးနှိပ်မယ်အောက်ကိုနှိပ်မယ် ဒီစိတ်ကိုနှိမ့်မယ်ပြီးတော့အင်း okay ကိုနှိမ့်မယ်ပေါ့နော် okay ဒါဒါကတော့အရင်သွင်းနေတဲ့ content video တွေကိုယ့်ရဲ့ new page ကိုရောက်မလာတော့ဘူးဒါကတော့ original content မဟုတ်ဘူးနော်ဟို share share content တွေကိုယ့်ရဲ့ video တွေကိုရောက်မလာတော့ဘူးအဲဒီအဆုံးကြောင့်အခုလိုမျိုးပိတ်ထားလိုက်မယ်ဆိုရင်တော့ဒါထိတ်လန့်၆ချက်အလတ်နဲ့ကြာပေါ်တော့သွေးထွက်တန်ယူဖြစ်တဲ့ video တွေကိုယ့်ရဲ့ new page ကိုမရောက်လာတော့ဘူးပေါ့နော် okay ဒါကတော့ facebook အသုံးပြုတဲ့အချိန်ဒီ check ကလည်းလုံးဝပိတ်ထားသင့်တယ် okay ဒါဆိုရင်နောက်ပြန်ဆုံးမယ်ပေါ့နော်နောက်ပြန်ဆုံးမယ် အဲကျွန်တော်နောက်တစ်ချက်ထပ်ပြပေးဦးမယ်အဒီနေရာလေးမှာပဲပေါ့နော်โอเคဒါဆိုရင်ကျွန်တော်နည်းနည်းဆွဲတင်မယ်အတချို့ကြားလေဒီနေရာမှာတစ်ချက်တည်းပြတဲ့တည်းပေါ့နော်ဒီ language နေရာတချို့အသိပြီးတော့အဲနားလဲသဘောအသိမပေါက်ဘူးပေါ့နော်အခုလိုမျိုးကျွန်တော်တို့ရဲ့ဘာသာစကားကအင်္ဂလိပ်လိုဖြစ်နေတယ်ဒီအင်္ဂလိပ်လိုဖြစ်နေတော့တချို့ကြားလဲမသုံးပြချင်အင်္ဂလိပ်လိုနားမလဲဘူးအကျွန်တော်တို့ကမြန်မာလိုသုံးချင်တယ်ထိုင်းလိုသုံးချင်တယ်ဒါမျိုးပေါ့နော်ကိုကျွမ်းကျင်တဲ့ဘာသာတစ်ခုကိုပြောင်းပြီးသုံးပြချင်တယ် အဘယ်လိုမျိုးချိန်ရမလဲပေါ့နော်ချိန်မယ်ဆိုရင်လည်းကျွန်တော်တို့အဲ language ဆိုတဲ့နေရာလေးကိုတစ်ချက်နှိပ်လိုမျိုးပေါ်လာမယ်ဒါဆိုရင်အပေါ်ဆုံးအကြောင်းလေးပေါ့နော်အကျွန်တော်များပြတဲ့အပေါ်ဆုံးအကြောင်းလေးကိုတစ်ချက်နှိပ်အနှိပ်လိုက်ရင်ကျွန်တော်ကတော့ဒီမှာဘာဘာသားပဲဒီမှာထားတာပေါ့နော်ကျွန်တော်ရဲ့မိတ်ဆွေကကိုကျွမ်းကျင်တဲ့ဘာသာတစ်ခုကိုလိုက်ရွေးချယ်လို့ရတယ်အဲဥပမာကျွန်တော်ရဲ့မိတ်ဆွေကအဲမြန်မာကျွမ်းကျင်တယ်ပေါ့နော်ဒါဆိုရင်ဒီမှာမြန်မာဆိုတာရှိတယ်အမြန်မာဆိုတဲ့နေရာလေးကိုချစ်လိုက်အဲနှိပ်လိုက်တယ်ပေါ့နော်ဟာနှိပ်လိုက်တာနဲ့ဒါမှသူ့မှာလို့မြန်မာဘာသာလို့ပြောင်းနေစေခဏဆောက်ပါပေါ့နော်ဟုတ်ကဲ့ဒါဆိုရင်တော့ကျွန်တော်တို့ရဲ့ အ Facebook setting ပိုင်းကဒါကျွန်တော်ရဲ့မိတ်ဆွေသွားကြည့်လိုက်ရင်အခုလိုမျိုးဒါမြန်မာလိုဖြစ်သွားပြီပေါ့နော်အဲဒါကတော့မြန်မာလိုဖြစ်သွားပြီကျွန်တော်ကတော့မြန်မာလိုကျွန်တော်မကြိုက်ဘူးပေါ့နော်မကြိုက်တဲ့တော့ကျွန်တော်ကအင်္ဂလိပ်လိုပဲကျွန်တော်ပြန်ပြောင်းမယ်အပြန်ပြောင်းမယ်ဆိုတော့ကမ္ဘာလုံးပေါ့နော်ဘာသာစကားနဲ့ data ကိုတစ်ချက်နေမယ်ပြီးသွားရင်အပေါ်အကြောင်းကိုတစ်ချက်နေမယ်ပြီးသွားရင်ကျွန်တော်ကတော့အပေါ်ဆုံးကြောက်မယ်ကျွန်တော်ထားလိုက်မယ်နော်ဘယ်လိုမျိုးဘာသာစကားပဲဖြစ်ဖြစ်ပေါ့နော်အင်္ဂလိပ်လေးရတယ် okay ဒါဆိုရင်ကျွန်တော်အင်္ဂလိပ်ကိုပြောင်းလိုက်ပါတော့ဒါဆိုရင်ကျွန်တော်ရဲ့ Facebook က language ကဒါအင်္ဂလိပ်လိုဖြစ်သွားပြီပေါ့နော် โอเคဒီမှာပြန်ကြည့်လိုက် setting ပဲကိုတစ်ချက်ကြည့်ဒါကတော့တချို့ပျောက်ချင်တဲ့မိတ်ဆွေတွေအတွက်ပေါ့နော်တစ်ဆက်တည်းဖြစ်တဲ့အတွက် sharing လုပ်ပေးတာပါโอเคဒီနေရာမှာဒီလောက်ဆိုရင်ကျွန်တော်ဒီနေရာလည်းသွားပြီးပြီဒီနေရာလည်းသွားပြီးပြီဆိုတော့အဲဒီမှာအတိပေးကိုကျွန်တော်တစ်ချက်ထပ်ပြပေးမယ်အဲတချို့ကြတော့လေကိုယ့်ရဲ့ Facebook အကောက်ကိုတခြားသူကိုမပြပေးချင်ဘူးပေါ့နော်ကိုယ် line တုံးနေတာကိုတခြားသူသိမှကျွန်တော်တို့အတိပေးအမီစိန်လေးပိတ်ချင်တာဘယ်လိုမျိုးဒါ Facebook အကောက်နော် Messenger မဟုတ်ဘူးနော် Okay Facebook အကောက်မှာပိတ်ချင်တယ်ဆိုရင်ဒါအဲ့ဒီနေရာလေးကိုတစ်ချက်နှိပ်ပြီးရင် အဲဒါလေးကိုဒီလိုမျိုးလေးပိတ်လိုက်ပေါ့နော်အဲနှိပ်လိုက်အဲနှိပ်ပြီးတော့တန်းအော့ကိုနှိပ်လိုက်ပေါ့နော်အဲဒါဆိုရင်တော့ကိုယ့်ရဲ့ Facebook account ကိုဒါကိုလိုင်းသုံးနေမဲ့ချက်လို့မှာသွားပြီးတော့ Facebook account အစိမ့်မပြဘူးနော် Messenger မဟုတ်ဘူးနော်အဲတချို့မှားမယ် Messenger က Messenger မှာပိတ်ရတယ်ဒါ Facebook မှာပိတ်တဲ့အတွက် Facebook မှာပေါ့နော် Okay ဒါကဒီနီလန်းတစ်ချက်ပေါ့နော် Okay ဒါဆိုရင်နည်းနည်းဆွဲတင်လိုက်အဲဆွဲတင်လိုက်ပြီးတော့အဒီနေရာမှာ activity log တွေကိုတစ်ချက်သွားမယ်နော်ဒါ Facebook ရဲ့ setting ထဲမှာပဲနော် activity log ကိုတစ်ချက်သွားမယ် Okay သွားပြီးတော့ဒီနေရာမှာတချို့ကျတော့လည်း အကိုကြည့်ထားခဲ့တဲ့ဗီဒီယိုတွေကိုရေးရှာထားခဲ့တဲ့ဗီဒီယိုတွေပေါ့နော်ဒီနေရာမှာ clear data အနေနဲ့တန့်ရှင်းလုပ်ပြီးလို့သင်ပါတယ်။ Okay ဒါဆိုရင်ကျွန်တော်တို့ဒီဒီအပြာချောင်းလေးပေါ့နော်ကျွန်တော်များပြမယ်ဒီအပြာလေးကဟုတ်ပါတယ်ပဲဆွဲလို့ရတယ်နော်အဲဒီလိုမျိုးတွေဆွဲလိုက်ဆွဲလိုက် ပြီးတော့ကျွန်တော်ရဲ့မချုပ်ကဒီနေရာမှာရှာထားတဲ့ဗီဒီယိုနဲ့ကြည့်ထားတဲ့ဗီဒီယိုတွေဒီနှစ်ခုလေးတော့နည်းနည်းတန့်ရှင်းလုပ်ပြီးလို့သင်တယ်။အဲဒီဗီဒီယိုရှာတဲ့နေရာလေးတို့ချက်နှိမ့်မယ်။နှိမ့်ပြီးတော့ဒီနေရာမှာဒါအရှိမကျွန်တော်လုတ်ခဲ့တာဖြစ်တော့မပေါ်ဘူးမရှိတော့တာပေါ့နော်။ နှိပ်လိုက်တကယ်လို့မိတ်ဆွေမှရှိနေတဲ့ဒီနေရာမှာခီးယားဆိုတာလေးပေါ်နေတယ်ခီးယားဆိုတာလေးနှိပ်ပေါ့နော်โอเคဒါကတစ်ချက်ကျွန်တော်ကလှုပ်ထားပြီးရှိတော့ဘူးဒါဆိုရင်ကျွန်တော်ဒီဘက်ကဗီဒီယိုကကြည့်ထားတဲ့ဗီဒီယိုတွေကျွန်တော်ချက်ကြည့်မယ်အဲဒီလိုမျိုးလေးပေါ့နော်နှိပ်လိုက်အဲဒီလိုမျိုးလေးပေါ်နေမှာပေါ့နော်ရှေ့မှာလည်းဒီလိုမျိုးပေါ်နေမယ်အဲပေါ်နေမယ်ဆိုရင်ဒီလိုမျိုးခီးယားဝက်ပေါ့နော်အဲဒီနေရာလေးပေါ့နော်အဲကျွန်တော်ပြတဲ့နေရာလေးကိုတစ်ချက်နှိပ်အနှိပ်ပြီးနော်အဲဒီမှာခီးယားဆိုတာပေါ်နေပဲပေါ့နော်အဲဒီနှစ်ကြောင်းလုံးကဒါလှုပ်ပြီးတယ်အဲခဏလေးစားလိုက်သူ့ကနေပြောင်းသွားလိုက်တဲ့ဒီစာမင်းလေးပေါ်နေချက်ချင်းမပြောင်းဘူးဆိုရင်လက်ကလေးနဲ့အလူမီနီယံဆွဲချလိုက်ပေါ့နော်အဲဒီမှာဒီလိုမျိုးပြောင်းသွားမယ်ပေါ့နော် အဲဒီလိုမျိုးလဲဒါအတန့်ရှင်းရေးလုပ်ပေးလို့တင်တယ်အဲဒီနှစ်ကြောင်းအတူတူပဲပေါ့နော်အဲအဲဒီမျိုးလုပ်ပေးရတယ်ပေါ့နော်โอเคဒါကတော့တစ်ချက်ပေါ့နော်ဒါဆိုရင်ကျွန်တော်နောက်ပြန်ဆုံးမယ်အဲဒီနေ့အတီတီလော့ရရတယ်ဒီချက်လေးကလည်းလုံးဝလုပ်ပေးရပါတယ်โอเคဒါဆိုရင်ကျွန်တော်ဒီနေ့အမှာကျွန်တော်ပြပေးရတာ၄၅၆ချက်ရှိသွားပြီပေါ့နော်โอเคဒီလောက်ဆိုရင်လည်းကျွန်တော်ရဲမဆိုရင်နားလေသဘောပေါက်မယ်လို့မျှော်လင့်တယ်